ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းလည်းမင်္ဂလာပါ Manchester City နဲ့ Guardiola ကတော့ဒီပြိုင်ပွဲမှာဒါနိုင်ပွဲ၃ပွဲလုံးကိုရပြီးအုပ်စုတွင်က တသိန်းတည်းသောအဖြစ်ဖြစ်ဖြစ်ပတ်တံဝင်ခဲ့တယ်ဆိုတော့သူတို့ရော Juventus ရောကနောက်ဆင့်ကတက်ပြီးသားနှစ်သိန်းလုံး၉ပြက်နိုင်ပွဲတွေနဲ့နောက်ဆင့်တက်နေတဲ့အချိန်မှာ အဲ့ Juventus ကို City ကဂိုးပြက်ချေပြက်နဲ့နိုင်သွားတယ်တော့အခုဒီ city နောက်ပိုင်းကစားတဲ့ပွဲတွေမှာအခုခန်းစစ်ပိုင်းနည်းနည်းလေးတော့ shaky ဖြစ်နေတော့ပဲဒါမဲ့လည်းအဲ့ဒါကလည်း Guardiola ကအခုချိန်ထိအခန်းကြီးရယ် Ruin DS ကနောက်တစ်ဖက်က Chesco Guardiola ရယ်ဒီစားမတွေကိုသူ rotate လုပ်နေတဲ့ပုံစံကြောင့်ကျွန်တော်တို့ဘသူတွေကသူ့ရဲ့ first choice center back ဆိုတာကိုသူပြောဖို့ခက်တယ်ဒါမဲ့ ဒါအခု Nunes ကိုတော့ right back မှာတောက်လျှောက်ပုံတည်ထားပြီးတော့မှ Ryan Agnori က IP ပဲချမ်းကိုတောက်လျှောက်စားတယ်။ Ryan Agnori ကို Manchester City စခေါ်တဲ့အချိန်ကနေအခုတောက်လျှောက်ပွဲတွေအားလုံးမှာသူဟာတကယ်ကို impressive ဖြစ်စရာကောင်းတဲ့ခြေစွမ်းပြတယ်။ပထမဆုံးဆိုသူပေးလိုက်တဲ့လုံးကတကယ် quality ပဲ။အตาလေးလမ်းကြောင်းနဲ့ချပေးတယ်။ Doku ကလည်းပါနဲ့တည်းပြဘောလုံးတစ်ချက်ထိန်းပြီးတာနဲ့အထဲကိုတစ်ချက်ပြန်ဝင်တယ်။ထုံးစံတိုင်း trade match ထောင်းနေကိုလက်လက်ပပကန်ပြီးတော့ ဦးဆောင်ကိုတွင်းတယ်ဒီနေ့တိုက်စစ်မှာအိုမာမမူရှေဒူကူရဲ့နောက်တစ်ဖက်ကဆဗင်းယိုရဲ့ဝင်းတစ်ဖက်ကိုအဓိကထားပြီးတော့မှကွင်းလေကဘန်နာဒိုနဲ့နောက်ရိုင်ဒါကိုရူထရီကဒီဒီပင်ကူကနေဒီဖက်စစ်ကိုအပြည့်သူတို့4 1 41 shape ပြန်သွားတယ်စီတီမှာလောက်ချရအများကြီးပဲ defensive နှစ်ယောက်ကစားမလားဒါ attacking တစ်ယောက်ကစားမလား ဒါတိုက်စစ်၃ရောက်ပုံစံကစားမှာကြိုက်တဲ့ရှိတ်ကစား City မှာလူရှိတယ်ဆိုတော့ဒီနေ့ City ကဒါ Juventus ကို AECC ကစားတဲ့အချိန်မှာ Juventus ရဲ့တိုက်စစ်က Nico Gonzalez ရဲ့ခုတ်ပိုင်နာရဲ့ Vlahovic Vlahovic ကဟိုတနေ့ကဂိုးသွင်းနိုင်တော့သူ့ကိုတောက်လျှောက်ပြန်သုံးပြီးတော့နောက်ခန်စစ်ကတော့ကာခလူးလူးရဲ့ပြီးတော့မှ Nicolo နဲ့ဟို Light Kelly ထားပြီးတော့ကစားတယ်ပွဲကပွဲစရုံပဲရှိသေးတယ်စီတီဥဆောင်ကိုရတယ်ဒါပေမဲ့ထုံးစံနဲ့ပေါ့လေ ဂိုးသမားတွေနောက်ကပြန်ပြန်ပေးပြီးတော့တဲတဲ့ကစားကွက်တိုင်းမှာအသိတိုင်းအမှားရှိတယ်ဗျာအဲ့ဒါကိုတော့ကျွန်တော်တို့သိတော့အပြစ်မပြောဘူးအက်ဒီဆင်ပါသွားတယ်ဗျာအလစင်ဘက်ကလည်းမှားဘူးတယ်ရိုင်ယာလည်းမှားတယ်အက်ဒီဆင်လည်းမှားတယ်ရန်ဆိုမာကလည်းအစားဒူနာရူမာအကုန်မှားဘူးတယ်တီဘိုကော့တွာလည်းမှားတာပဲဆိုတော့အိုက်ဘက်တော့သိပြောကြပြီဒါပေမဲ့ तू နည်းနည်းလေးမတိကျကြတာလည်းပါတယ် तू ပေးလိုက်တဲ့လုံးက ိုကို့နောက်တန်းကစင်းယူလာတော့မှန်တယ်ကို့ရှီကိုတမ်းမလာပဲတော့ဟိုဘက်ကိုရောက်သွားအချိန်မှာတခါတည်းပါသွားပါသွားတော့ခိုမိုင်နာကအဲ့ချစ်ချစ်မဲ့2မိနစ်အတွင်းမှာခြေပါကိုတွင်းသွားတယ်ဒါဝန်းဝန်းဖြစ်သွားပြီးတော့မှမန်စီးတီးကတော့ပွဲကိုတောက်လျှောက်ဒိုမနီလောက်ထားတာပဲဒါပေမဲ့အခုဂွာဒီယိုလာတော့ဟိုရီကိုလူးဝစ်ကပွဲပယ်ခံထားတဲ့တပိုင်းနောက်နူးညက်ကိုပို့ပြီးသဘောကျတယ်မတီးယပ်စ်နူးနက်ကဘာဖြစ်ဖြစ် right back မှာတော်တော်လေးအဝင်အောင်ကစားနိုင်တယ် make sure right back ဖြစ်တည်ထိုင်အောင်သူရဲ့ cross ကနေခလူးလူးအုံကိုတွင်းပြီးတော့ ဘယ်လိုပြောမလဲ City 2-1ဖြစ်တဲ့အဲ့ချိန်မှာဟာလန်ကဒုတိယပိုင်းမှာ Riot D Matthias Nunes ကပေးတဲ့အလုံးကပဲဟာလန်ကသူ့အတွက်နောက်ထပ်တကူထပ်သွင်းတယ်ဒါကသူ့ career ကစားမပေါ်မှာ twin goal 300ပြည့်အတက်ကဘာမှမဟုတ်ဘူးเนาะကစားမပွားမှာ twin goal 300ပြည့်သွားပြီးတော့မှာ Phil Foden နဲ့တစ်ဖက်က Spain ညို twin သွားတယ် Foden twin နဲ့အလုံးအရထားပါတော့ထပ်ပင်းလုံးဒါပေမဲ့ Spain ညို twin နဲ့လုံးအရတကယ် quality ပြဘဲတန်ကိုညာချင်းနဲ့အပြောက်ကန်သွားတယ်ကန်တဲ့လုံးအရလည်းတော်တော်ကောင်းတယ် ဘေဒံဒါပေမဲ့အုံဆိုအပြောက်ကြီးကထက်သွားတာကန်သွားတာတကယ်ကောင်းတယ်အဲ့ဒါညအားလုံးကတော့ဒုတိယပိုင်းပေါ့လေဒါပွဲမှာသွင်းသွားပြီးတော့မှာပွဲပြီးကနေချာမှာဒူရှန်ဗလာဟိုဗစ်သွင်းတဲ့လောကတော့တကယ် finishing ပိုင်းကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒါစီတီကဒီပထမပိုင်းမှာဒီအလုံးဖြစ်တဲ့မာမူရှ်နဲ့မှာဟာလန်ဝင်လာပြီးတော့ဂိုးသွင်းသွားတာအခုဆိုကြည်ကျွန်တော်ကြည်စီတီကိုကြည်လိုက်အုပ်စုသုံးပွဲမှာအများနဲ့အကုန်လုံး rotation ကစားသွားတယ် ပွဲတိုင်းမှာအလှဲ့ကြအလှဲ့ကြပုံစံ rotation ကိုတိကျထားတယ်။နောက်ပထမပိုင်းမှာ root 3တဲ့ဒုတိယပိုင်းမှာ Gondong ကဝင်တယ်။ Foden ကဒုကုနေရာမှာဝင်တယ်။ Ryan Chucky ကတော့ဒါ Agnori နေရာမှာဝင်လာပြီးတော့ Nico Riley က Bernardo Silva ဆိုတော့ Silva နေရာကို Chucky ဝင်ပြီးတော့ Nico Riley က Agnori မှာဝင်တယ်။သူတို့ပုံစံလေး shape ပြောင်းတယ်။ Manchester City နဲ့ပတ်သက်လို့ဒီ Club World Cup မှာအခု၃ပွဲကစားတာလေးဆိုတော့၃ပွဲနိုင်သွားတော့သူတို့ကစုစုပေါင်း6တန်းထက်ရတယ်ဗျာအပူ bonus ။ ဆိုတော့ CDR ဒီပြိုင်ပွဲမှာအခုလောလောဆယ်မှာတန်း40ကျော်ရသွားပြီဒါတန်း40ကျော်အခုသူတို့ကဒီပွဲနိုင်လိုက်တဲ့အတွက်ကြောင့်သူတို့ကချယ်ဆီဘက်အချမ်းကိုရောက်သွားပြီးတော့ Manchester City ကအခုလက်ရှိမှာဒါ Real Madrid အာဟီလာတို့အုပ်စုကဒုတိယရဆိုဖြစ်နိုင်ချေအာဟီလာနဲ့တွေ့မယ်သူတို့အဲ့ဒီကိုအနိုင်ရမယ်ဆိုရင်သူတို့က Fluminis နဲ့ Inter Milan အသင်းနဲ့တွေ့မှာ Inter Milan လည်းညံ့တယ်။ Fluminis လည်းအလောက်ကြီးမကောင်း City ကကြော်ပါပဲ အဲ့ဆိုရင် City ကဟိုဘက်က Vodafone နဲ့ Bamires နဲ့အတိုင်ရတဲ့အသင်းရယ် Chelsea နဲ့ Benfica အတိုင်ရတဲ့အသင်းဆို probably England Derby ဖြစ် Chelsea နဲ့ Man City စီမီမှာတွေ့ကောင်းတွေ့နိုင်တယ် Manchester City ကတော့အခုဒီသူတို့ကအခုတခြားသိနေတဲ့အားသာချက်ကသူတို့ rotation တော်တော်လုပ်တယ်အဲ့ချက်ကသူတို့နည်းနည်းပူပြီး fresh ဖြစ် fresh ဖြစ်တာပေါ့လေဒီချက်က City အားသာချက်ဖြစ်ပြီးတော့ Pep Guardiola အသင်းက Juventus ကိုပါခိုးပြတ်သွင်းပြီးတော့အုပ်စုပထမနဲ့ကိုမရပြီးနောက်ဆင့်တက်လာခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်